လူများစုကအဲ့ဒါကိုဈေးပေါ်တာတွန့်ကျင်နေတာဒါမှမဟုတ်တန်မိုးနေတာလို့ပြောကြတယ်တချို့ကလည်းစောင့်ရမ်းမိုက်တယ်စောင့်ရမ်းရှာပြီးသူများနဲ့မတူလို့ကိုကြိုက်တာလို့ပြောကြတယ်ဟုတ်ပါတယ်အဲ့ဒါကတော့ဘေတော့ပါအားလုံးပဲမင်္ဂလာပါကျွန်တော်လူငယ်အရန်ကြိုက်လာကြတဲ့နေ့စဉ် daily ဝတ်ဖို့ရည်ထီပါနေရာယူလာတဲ့ဘေတော့တနည်းအားဖြင့် thrift vintage အကြောင်းကိုကျွန်တော်ပြောကြပါမယ်ဘေတော့အကြောင်းကိုမပြောခင်ဘေတော့မှာ thrift နဲ့ vintage ဆိုပြီးနှစ်မျိုးရှိတယ်ဒါကိုကာချာတဲ့လူတွေကတော့ကောင်းကောင်းသိပြီးသားဖြစ်လိမ့်မယ် thrift thrift ဆိုတာတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်လိမ့်မယ် ဘေးတော့ကထွက်တဲ့ iron တော်တော်များများကို thrift လို့ပြောလို့ရတယ်။ဈေးပေါ်တယ်၊ဒီဇိုင်းမျိုးမျိုးရှိတယ်၊ casual wear လို့ရတယ်၊ daily wear တွေအတွက်အဆင်ပြေတယ်။ quality နဲ့ထုတ်တဲ့ခုနှစ်တွေကလည်းအကန့်အသတ်မရှိပါဘူး။အဲ့ဒါကိုတော့ thrift လို့ခေါ်ပါတယ်။ဆိုတော့ vintage ဒီမှာတော့အကန့်အသတ်တွေရှိသွားပြီ၊စီကံချက်တွေရှိသွားပြီ။အထက်တစ်ထည့်ကိုအနည်းဆုံး20တသန်းရှိရမယ်။ဥပမာကျွန်တော်တို့ကအခု2025ဆိုရင်အထည်က2005မတိုင်ခင်ကအထည်ဖြစ်နေရမယ်။အဲ့ဒါနဲ့ vintage လားဆိုရင်တော့ပြောလို့ရပါပဲ။ပြောလို့မရသေးပါဘူး။ ာလို့လဲဆိုရင်တော့သူ့မပါသင့်တဲ့ tag တွေ condition တွေပြည့်နေရလဲခြံသေးတော့ကြံနေရပါလိမ့်မယ်အဲ့ဒါမှလည်း vintage က rare ဖြစ်နိုင်တယ် quality ကောင်းနိုင်တယ်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ thrift တွေထက်ဈေးအများကြီးပိုကြီးနိုင်တယ်ဆိုတာဖြစ်လာတာပါ quality နဲ့ history ကိုတန်ဖိုးထားတာပေါ့လူတော်တော်များများဘေတော့ကိုဈေးသက်သာရဲ့လို့ထင်ကြလိမ့်မယ်ဒါပေမဲ့ဘေတော့ရဲ့တစ်ဖက်ချမ်းမှာတော့သိန်း10ကနန်းနဲ့သိန်း100ကနန်းထောင်ကနန်းတွေစီပေါက်တာရှိတယ်ကျွန်တော်တို့ရဲ့ rubber travel scott ကိုတိုင် high gas in the room နဲ့မှာဝေခဲ့တဲ့ အရိုးကောင်းနေအပြင်းနဲ့တီးချက်လေးကိုမှတ်မိကြလိမ့်မယ်လို့ထင်တယ်။အဲ့ဒီအင်ဂျီက1992ထုံ Liquid Blue AOP School T-shirt ပါ။ဒီလိုတက်တန်းရှိပြီးဒါ Vintage T-shirt တစ်ထည်ကို Travis Scott လို့အရန်ကျန်းတဲ့ rapper တယောက်ကဝေးလိုက်တဲ့အချိန်မှာတခြား brand တွေရဲ့ collaboration items တွေထပ်တောင်းပို့ပြီးတော့အစတရာလောက်မှိုက်သွားတယ်။ခူးဖြစ်သွားတယ်ဆိုတဲ့ story တပုတ်ဖြစ်နေတာပါ။ဒီလိုစောင့်ရင်ကျန်တဲ့ T-shirt ကိုကျွန်တော်မြန်မာနိုင်ငံထဲက Thrift Market ထဲမှာတွေ့ဘူးတယ်။အဲ့ဒါတော့ကျွန်တော်ရဲ့အကိုကြီးတယောက်လိုခင်ရတဲ့ Coach Brand စီမှာပါ။ ဈေးရော၈သိန်းလောက်နဲ့ပဲဆိုးရောဖြစ်သွားခဲ့တယ်မြန်မာနိုင်ငံအနေထားရဘေးတော့မှများတယ်ပါညာတော့ပြောအောင်ပြောကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်အရှိမပြောခဲ့တဲ့ tag တွေ print တွေ condition တွေ story တွေအကုန်ပြည့်စုံနေပါတယ်တကယ်တမ်းဆိုရင်အဲ့ထက်က၁၀ခန်းတန်းကျော်လောက်ထိကိုရသင့်တဲ့အနေထားမှာရှိပါတယ်အဲ့လို world class rare items တွေကိုမြန်မာနိုင်ငံက collector reseller ရှိမှအများကြီးထက်ရှိပါတယ်ဘသူတွေလဲဆိုတော့ကျွန်တော်အသိအကျမသိပေမဲ့ဒါတွေကဘာလို့ပြနေတာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံရဲ့ thrift market ကလည်းတခြားနိုင်ငံတွေနဲ့ရှင် level တခုမှရှိနေတာကိုပြနေတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ Goji MN နဲ့ 8mm နဲ့မှာဝိတ်ခဲ့တဲ့ jacket တွေ2 part Doctor Dre ရဲ့ music video တွေမှာတွေ့နေကြအထည်တွေအဲ့လို old school rapper တွေအားစားလို့ဒီဘက်ခေတ်ရဲ့ Kanye West, ASAP Rocky တို့လို rapper တွေပါဝစ်ဆင်ကြတယ်။ဘေတော့လို့ပြောရင် မပါမဖြစ်ကိုပါရမယ်။ဘေတော့မှာအရန်လူကြိုက်များကြတဲ့ဘေတော့ရဲ့ Godfather brand Carhat ပါ။ Carhat ကို Thrift ကိုကြိုက်ပြီးသားလို့ဆိုရင်တော့အထူးတလဲမိတ်ဆက်ပေးနေကြမလို့။ရှားတယ်အကျန်းခံတယ် ဝိတ်လိုက်တာနဲ့သူများနဲ့မတူဘူးမိုက်တယ်ဆိုရဲ feeling ကိုလုံးဝအပြစ်ပေးနိုင်တယ်ကျွန်တော်ကိုယ်တိုင်လည်း thrift vintage culture ထဲမှာ reseller တယောက်ဖြစ်ရှိခဲ့ဘူးတယ်အဲ့ထဲမှာကျွန်တော်ရဲ့ lucky find လေးတစ်ခုကိုကျွန်တော်ပြောပြခြင်းနဲ့အဲ့ဒါကတော့ကျွန်တော်ခုနပြောခဲ့တဲ့ car head jacket တွေကို၃ရက်စတိုင်း၃ထက်တီးတီးရခဲ့တာဖြစ်ပါတယ်။အဲ့အချိန်တော့ car head jacket တွေကအရန်စည်းကြီးနေတဲ့အချိန် aeropa ရဲ့ထဲတော်မှာ၃သိန်းလောက်ပေါက်တယ်။အဲ့ဒါကိုကျွန်တော်က၃ထက်လုံးကိုကျွန်တော် ဘောင်းကနန်းနဲ့ရခဲ့တာပါဘလို့ရခဲ့လဲဘာလဲတော့ကျွန်တော် story ရန်ဆန်လို့မပြောပြတော့ပါဘူးဆိုတော့ဒီ three vintage culture ဆိုတာဈေးပေါ်လို့ဝတ်တာမဟုတ်ပါဘူးဒါက fashion with story ဖြစ်တယ်တထည်ချင်းစီတိုင်းမှာသူခေတ္တူခါသမိုင်းနေဝိခဲ့မှုရဲ့လူတွေရဲ့အငွေတက်တွေကြမ်းရှိနေတယ်။အဲဒါကြောင့်ကျွန်တော်တို့ဗေဒုပုံတွေကနေနှိုက်ရှာနေရတာတွေကတခါလေ treasure hunt နေရသလိုပဲကိုငုတ်တုတ်မိသွားရတော့တဲ့အထိ rare piece တစ်ခုကိုရှာတွေ့တဲ့အချိန်ခံစားရရတဲ့ feeling က တခြားဘယ် brand မှပေးနိုင်မှာမဟုတ်ပါဘူးအဲ့ဒါတော့ဘေးတော့ပဲဖြစ်ပါတယ် so yeah ဒီ video လေးကိုသဘောကျနေတဲ့ရင်တော့ like and follow လေးကျွန်တော်ရဲ့ youtube channel လေးကိုလည်း subscribe လေးတွေနဲ့ support သွားပေးလို့ရပါတယ်နောက်ထပ်လည်းဒီတာပိုကောင်းတဲ့ content တွေကိုကျွန်တော်ဖန်တီးပေးပါမယ် peace out ကျွန်တော်နာမည်ခန့်ခန့်ပါ